မြန်မာပြည်ပဝင်စစ်ကောင်ရှင်ဖွဲ့ဝင်ဆက်လင်ကိုဂျပန်သမားတွေဖြင့် NUG ဆိုရကဓမ္မကျင်းညာဂျပန်စစ်ကောင်ဆောင်မြန်မာပြည်ပဝင်အဖွဲ့ဝင်ဆက်လင်ကိုဂျပန်သမားတွေဖြင့် NUG ဆိုရဂျပန်တိုက်ဖြတ်ရေးဖို့အဖွဲ့ကနိုဝင်ဘာလ25ရက်နေ့မှာထပ်မံထုတ်ပြန်ကြေညာလိုက်ပါတယ်။မြန်မာတန်ညွေဆိုရဂျပန်တိုက်ဖြတ်ရေးဖို့အဖွဲ့ကဂျပန်တိုက်ဖြတ်ဥပဒေပုံမှန် ပုံမှန်ခွဲ9နဲ့ပုံမှန်80နဲ့ပုံမှန်ခွဲကာဝေးပါလုပ်ပိုင်ခွင့်ကိုကျင်းသုံးပြီးပြည်သူ့ဆိုရဖွဲ့သဘောတူညီချက်အရအမျိုးသားကာကွယ်နေလုံချွေးကောက်စီဖွဲ့ဝင်မြောင်းလိုက်ပါဝင်ဆက်လေးကိုကြက်ဖက်သမားအဖြစ်ထောက်ပြခြင်းညာခြင်းဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ကနေ2025ခုနှစ်ဇူလိုင်လ31ရက်နေ့အတွင်း အကြံဖတ်စီအုပ်စုဖြစ်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့တဲ့အစိုးရဖွဲ့ဆက်ဆက်အမျိုးသားကာကွယ်နယ်လုံခြုံရေးကောင်စီမှလည်းအကြံဖတ်ဖွဲ့စည်းဖြစ်တာကြောင့်အစိုးရကောင်စီဖွဲ့ဝင်တွေကအကြံဖတ်သမားဖြစ်တမတ်ကျင်ညာခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဖတ်စီအုပ်စုရဲ့အမျိုးသားကာကွယ်နယ်လုံခြုံရေးကောင်စီမှမြောင်းလိုက်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌတိကုံမြတ်ဒုစိတ်ကောင်စာစွန်ဝင်မြတ်တွန်ထွန်းထွန်းနော် ဝနမောင်လင်းတန်းဆွေဟင်နရီဘန်ထရီယူအောင်လင်းတွေရဲဝင်းတီတာဦးတင်အောင်ဆန်းမမောင်ရင်နဲ့ရာပြုတ်ပောင်းကြသည်ရတယ်။အရင်တော့ကအဖွဲ့စီကိုဂျပန်ဖွဲ့စီဖြစ်ခြင်းညာပူပါရဲကိုကထပ်ပြီးတော့လူဘောကုန်နမိန်နဲ့ထပ်ပြီးတော့ခြင်းညာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ယုံမှပြောရေးဆိုခွင့်ရှိသူဦးနေဖောလက်ကပြောတယ်။အမျိုးသားညီရီဆွေအားဂျပန်တိုက်ဖြတ်ဖို့ဖွဲ့နေပြတ်ထပ်ပါဂျပန်သမားတွေကိုဥပဒေအရအေးယူနိုင်အကျိုးပန်းစံတာမီဖြစ်ပြီးထုံလိုင်းအင်အားစုနဲ့ပြည်သူများအနေဖြင့်ပူးပေါင်းစာကြားတိုက်တွန်းထားပါတယ်။